ဘလို့အသင်ကောင်းတစ်ကောင်းတို့ဒါတကယ်လိုချင်နေဆိုရင်ဖြစ်ပေါင်းများစွာအချိန်မီရနေတဲ့လူတယောက်နှစ်ပေါင်းများစွာအချိန်မီပို့နေတဲ့ဒေါ်အောင်ဆန်းစွတ်တရားစင်းထဲမှာသူ့ရဲ့အိမ်မက်တွေထဲမှာအစိုးရခွဲကြီးသူ့အားကိုယုံကြည်ရမယ်အဖွဲ့အစည်းကြီးတစ်ခုအချိန်ကောင်းများစွာများစွာစစ်ကူနဲ့တိဆောက်ပြီးတပ်ဖြစ်နေရမှာပါဘို့တော့တိုင်းပြည်ကိုမချစ်တဲ့လူတယောက်တိုင်းပြည်နဲ့လူမျိုးချင်းမတွေ့တဲ့လူတယောက်ဖြစ်နေရောကသူနိုင်ငံရေးလမ်းကြောင်းကိုရှောက်ပြီး ရွေးကောက်ပွဲဝင်ပြီဆိုတဲ့အချိန်မှာသူ့ဘက်ကကြောင်းနေတဲ့စကားတခွန်းပဲရှိပါတယ်ဘလူကိုမကြည့်ပါနဲ့ပါတီကိုကြည့်ပါကျွန်တော်တို့တိုင်းပြည်ကိုတိဆောက်တဲ့နေရာမှာပါတီဆိုင်ကုန်ခြင်းနဲ့တိဆောက်လို့မရဘူးအဲ့ဒီပါတီထဲမှာပါဝင်ဖွဲ့စည်းထားတဲ့လူတွေနဲ့ပါတီကိုကောင်းအောင်လုပ်ပါမယ်ပါတီကောင်းမှတိုင်းပြည်ကောင်းအောင်လုပ်လို့ရမှာသို့တော့ဒေါ်ဆန်းစုကြည်ပြောခဲ့တဲ့စကားကလူကိုမကြည့်ပါနဲ့ပါတီကိုပဲကြည့်ပါပါတီကိုကြည့်ပါဆိုတဲ့သူ့မျက်နှာကိုကြည့်ခိုင်းတာလူကိုဘာရောက်ကိုမကြည့်ခိုင်းလေဘာကြောင့်ကိုလူတွေကိုမကြည့်ခိုင်းရဲတယ်လဲသူရွေးချယ်ထားခဲ့တဲ့လူတွေရာ ောင်းလောင်းနေတယ်မဟုတ်ခဲ့အပွင့်လင်းလုံးပြောရမကောင်းနဲ့လို့ဟုတ်ပြီမကောင်းတဲ့မူတွေကိုဘာရောက်သူရွေးချယ်ခဲ့တယ်လဲဆိုရင်အားလုံးပဲမင်္ဂလာဒီကနေ့မှာတော့မင်းအုပ်စိုးပြောတဲ့ဒေါ်အောင်ဆန်းစုကြည်ကောက်ချောင်းရုတ်တန့်အပြင်ဒေါ်အောင်ဆန်းစုကြည်ဤအသက်80ပြည့်မွေးနေ့ကမ်ပိန်းအတွက်တားငယ်ကိုထိန်လင်းနယူးယောက်မြို့သို့ရောက်ရှိလာတဲ့ထူခြားသတင်းတွေပါတင်ဆက်ပေးလိုက်ပါတယ်အချမ်းဖက်စစ်ကောင်စီကမတရားဖမ်းဆီးထားတဲ့လူလူကောင်းဆောင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကမ်ပိန်း ဆူရှိဆက်ဘတ်ဒေးကမ်ပိန်းအတွက်တားငယ်ကိုထိန်းနေအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကိုရောက်ရှိလာတယ်လို့သိရပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့တားငယ်ကင်မော်ရစ်ခေါ်ကိုထိန်းနေဟာဆူရှိဆက်ဘတ်ဒေးကမ်ပိန်းအတွက်အမေရိကန်ရောက်မြန်မာပြည်သူတွေနဲ့တွေ့ဆုံပွဲတွေကိုတက်ရောက်ဖို့ရောက်ရှိလာတာဖြစ်တယ်လို့သိရပါတယ်။ဆူရှိဆက်ဘတ်ဒေးကမ်ပိန်းအတွက်မြန်မာပြည်သူတွေနဲ့တွေ့ဆုံပွဲကိုကင်မရစ်နဲ့အတူကုလသမဂ္ဂဆိုင်ရာမြန်မာတမ်းအမတ်ကြီးဦးကျော်မိုးထွန်းအမျိုးသမီးလူငယ်နဲ့ကလေးတငယ်ရေးရာဝန်ကြီး နော်ဆူဆန်နာလလဆူဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေးစဉ်ထွန်းလုံးတို့တက်ရောက်မှဖြစ်ပြီးမလ15ရက်နေ့လပိုင်းမှာပြုလုပ်သွားမယ်လို့သိရပါတယ်။ခွေပန်းလုံးကဒေါ်အောင်ဆန်းစုကြည်ကောက်ချောင်းတို့နာမည်ပေးထားတဲ့ဗီဒီယိုဖိုင်လေးကျွန်တော်တင်ပြပါတယ်။အဲ့ဒီဗီဒီယိုဖိုင်လေးတင်တဲ့အချိန်မှာဘာသူကတွေ့ရလဲဆိုအရေးပုံပါတဲ့လူတွေတော်များများကျွန်တော်တွေ့ရပါတယ်။နိုင်ငံရေးလုပ်ရေးဆိုတာအရေးကုန်ပါလို့မရအရေးထူရပါတယ်။ န္ဓာရည်ရှိဖို့လိုအပ်ပါတယ်။ကျွန်တော်တို့တိုင်းပြည်မှာနိုင်ငံရေးလုပ်တယ်ဆိုတာတယောက်ပေါ်တယောက်ဆေးတာမချိနဲ့ကအဖွဲ့အစည်းပေါ်အပြစ်ပြောတာစစ်တပ်ပေါ်ပြစ်တင်ရှုတ်ချတာပေါ်နိုင်ငံရေးလုပ်တယ်လို့ထင်နေကြတယ်။ဟဲ့ကဲတော့နိုင်ငံရေးဆိုတာဆေးလာလေဟောအမုန်းနေမှာပါအထူးသဖြင့်တတ်တိုင်းချတာမပါဘူး။နိုင်ငံရေးလုပ်နေဆိုရင်စာပတ်ဖို့လိုပါတယ်။တမိုင်းကိုပြေဖို့မဖြစ်မနေလိုအပ်ပါတယ်။ ာမဖတ်တာလို့ဆိုရင်တမိုင်းကြီးမသိဘူးဆိုရင်နိုင်ငံရေးစကားပြောမရနိုင်ငံရေးလို့မရနောက်တစ်ခါနိုင်ငံရေးလုံးလိုက်သူတွေနိုင်ငံရေးကိုစိတ်ဝင်စားကြတဲ့သူတွေအနေနဲ့အရေးကုန်သူဘောမဖြစ်မနေလို့ပါပဲဦးနေဝင်းကိုနှစ်ပေါင်းများစွာအပြည့်ပြောခဲ့ရပါတယ်ဆဲမရဦးတန်းရွှေကိုနှစ်ပေါင်းများစွာအပြည့်ပြောခဲ့ရပါတယ်ဆဲခဲ့ရပါတယ်ဦးယုံကြီးမေအောင်လံကို၃နှစ်၄နှစ်အတွင်းမှာဆင်းနေရပါ အပြစ်ပြောခဲ့ကြကျွန်တော်နှိမ့်နေဒေါ်ဆန်းစုကြည်ကောက်ကျောဆိုတဲ့ဗီဒီယိုဖိုင်လေးမှာဒေါ်ဆန်းစုကြည်ကိုကျွန်တော်တခေါက်မှမဆဲရအောင်သူနဲ့ပတ်သက်ပြီးကျွန်တော်လေ့လာသိရှိထားတာလေးတွေကိုသာအချက်အလက်တွေကျွန်တော်ပြောပြခဲ့နေဖြစ်ပါတယ်ကျွန်တော်ပြောတဲ့စကားကြီးတွေမှာမှားတာကရင်ကျွန်တော်ကိုပြန်နေပြီးတော့ဝေဖန်တွေ့ရပါရင်ဆွေးနွေးလို့ရကျွန်တော်တို့နိုင်ငံကြီးဥတီလျှောက်လန်းနေတယ်ဆိုတော့ဒီမိုကရေစီနိုင်ငံဖြစ်ချင်လို့ ဒီမိုကရေစီထွန်းကားတဲ့အရက်ဒေတာကိုပြန်ရောက်ရှင်လို့ကျွန်တော်တို့ဒီအလို့စူးစမ်းတည်ဆောက်မိရဒီမိုကရေစီနိုင်ငံကိုပြန်ရောက်ဖို့ဆိုရင်နိုင်ငံကြီးနီးလန်းနဲ့ပဲပြန်သွားမှရောက်တိုက်ဝဲဒီကနေ့တိုင်းတန်တန်ဖြစ်တာလေးနဲ့ပြန်သွားလို့မရကျွန်တော်စကားတစ်ခုကိုအလေးနဲ့ပြောချင်ပါတယ်ဒေါ်စန်းစုကြည်ကောက်ကြောင်းလို့နာမည်ပေးထားတယ်ဗီဒီယိုဖိုင်ကိုနှိမ့်လိုက်တဲ့အချိန်မှာကျွန်တော်တို့မဖတ်ရပါဘူးတချို့ကပြောတယ် ကျွန်တော်ရဲ့တန်နေစွန့်ရရင်ကျွန်တော်တို့ကြီးစံ၃တော့ကျွန်တော်အိမ်ကိုပို့ပေးလိုက်တယ်ဒီနေ့ဒီချိန်ကြီးကျွန်တော်အိမ်ကိုဘယ်ကြီးစံမှရောက်မလာဘူးကြီးစံတစ်တောင်လည်းရောက်မလာဘူးကြီးစံ၃တောင်လည်းရောက်မလာဘူးကျွန်တော်ပြောရင်လားကြီးစံပို့မယ်ဆိုရင်၃တောင်လို့မပို့ပါနဲ့ဖားလိုက်ပို့ပေးပါဒါမှအသုံးတည်အောင်ကြီးစံ၃တောင်လောက်ပါတော့အသုံးမတည်ဘူးနောက်ချက်နိုင်ငံရေးခေါင်းဆောင်ကိုဝေဖန်လို့တတ်မယ်တတ်မယ်လို့ချင်းချောက်တယ်ဆိုတာပါနိုင်ငံရေးလို့ဟုတ်ပါ အချမ်းဖတ်သမားတွေလုပ်ရမှာအချမ်းဖတ်တဲ့လုပ်ရမှာကျွန်တော်ပြောသွားတဲ့အထဲမှာဒေါန်ဆန်းစုကြည်ကောက်ကြောင်းထဲမှာဖမားနေတဲ့အချက်ပါရင်ကျွန်တော်အချိန်မရွေးပြန်ပြီးတုတ်ရင်ဖြည့်ရှင်းလို့ရပါတယ်ဒေါန်ဆန်းစုကြည်ကောက်ကြောင်းလေးကိုကျွန်တော်အနည်းငယ်ထပ်ပြီးတော့တုတ်ကြည့်ပြအောင်ပါခင်ဗျာဒေါန်ဆန်းစုကြည်ဟာမြန်မာနိုင်ငံနဲ့မြန်မာလူဦးတွေကိုဘယ်တုန်းကမှမချိခဲ့ဘူးမြန်မာနိုင်ငံကြီးကောင်းစားဖို့ကိုလည်းသူစိတ်ကူးလည်းမှာဘယ်တုန်းကမှမတွေးတော့ရဘူးကျွန်တော်ဥပမာလေးတစ်ခုပေးပါမယ် နေသူဟာဘောလုံးပဲပို့အင်မတန်ဝါဒနာပါတဲ့သူကိုယ်ပိုင်ဘောလုံးသိမ့်သိမ့်တီထောင်ကျင်တဲ့သူဆိုပါဦးဗျာခမယောဟိုနေရင်ထဲမှာစိတ်နှစ်လောက်တယောက်နဲ့နေဝင်ပေးထားမယ်လွလွလပ်လပ်ဖုံးကြောမနေရမယ်အပြင်နဲ့လွလွလပ်လပ်ဆက်လွယ်ခွင့်နဲ့ရမယ်ဆိုရင်ခမယောဘောလုံးအသိမ့်သိမ့်ကိုလည်းတီထောင်ကျင်နဲ့ဆိုရင်ခမယောအဲ့ဒီအချိန်မှာလုပ်ရတာတခုပါပဲငါကဘောလုံးအသိမ့်ထောင်ခွင့်ရခဲ့ရင် ဘယ်သူကိုတော့ဘယ်နေရာမှာကစားခိုင်းမယ်ဘယ်သူကိုတော့ဘယ်နေရာမှာထားမယ်ဘယ်သူကိုတော့အရန်ကုန်မှာထိုင်ခိုင်းလာမယ်ဘယ်ကောင်လေးတော့ခြေစွန်းခြေစားရှိတဲ့အတွက်ဘယ်နေရာကကစားနိုင်ဘယ်သူစီကတော့ငါအပ်လိုက်ရဲ့အဲ့လိုအတွေးတွေမယ်စိတ်ကူးတွေမှာအချိန်ပေါင်းများစွာဘောလုံးတည်းဤတည်းတိဆောက်နေရမှာတိဆောက်ပွင့်ရောက်ရင်စစ်သွားလိုက်ကိုပါတဲ့အချိန်ကိုရောက်ပြီဆိုတာနေဘသူတို့လာခဲ့ဘသူတို့လာခဲ့ဘသူကတော့ဘယ်နေရာမှာကစားရမယ်ဘသူကတော့ဘယ်နေရာမှာရှိရဘသူကတော့ဘသူ့ကိုသွားခေါ်ဆိုတဲ့ဆုံးဖြတ်ချက်တည်းနေ အခြေတော်အတွင်းမှာဘောလုံးအတင်းတင်းဖြစ်အောင်တည်ဆောက်နိုင်အောင်ဘောလုံးကတကယ်ကြည့်တယ်ဆိုရင်ဘောလုံးအတင်းကောင်းတကောင်းကိုတကယ်လူချင်းနေဆိုရင်ဖြစ်ပေါင်းများစွာအချိန်မီရနေတဲ့လူတယောက်နှစ်ပေါင်းများစွာအချိန်မီပို့နေတဲ့ဒေါ်အောင်ဆန်းစုတရားစင်းထဲမှာသူ့ရဲ့အိမ်မက်တွေထဲမှာအစိုးရအခွဲကြီးသူ့အားကိုးယုံကြည်ရမယ်အဖွဲ့အစည်းတစ်ခုအချိန်ပေါင်းများစွာများစွာစီကူနဲ့တည်ဆောက်ပေးတာဖြစ်နေရမှာ ။သို့သောတိုင်းပြည်ကိုမချစ်တဲ့နေတယောက်တိုင်းပြည်နဲ့လူမျိုးကြောင်းမတွေးတဲ့နေတယောက်ဖြစ်နေပြီးတော့ကသူနိုင်ငံရေးလမ်းကြောင်းကိုရှောက်ပြီးရွေးကောက်ပွဲဝင်ပြီးဆိုတဲ့အချိန်မှာသူ့ဘက်ကကြောင်းနေတဲ့ဇာတ်ကတခုံးနဲ့ရှိပါတယ်။လူကိုမကြည့်ပါနဲ့ပါတီကိုကြည့်ပါဘူး။ကျွန်တော်တို့တိုင်းပြည်ကိုတိဆောက်တဲ့နေရာမှာပါတီဆိုင်ကုတ်ကြီးနဲ့တိဆောက်လို့မရဘူး။အဲ့ဒီပါတီထဲမှာပါဝင်ဖွဲ့စည်းထားတဲ့လူတွေနဲ့ပါတီကိုကောင်းအောင်လုပ်ရမယ်ပါတီကောင်းမှတိုင်းပြည်ကောင်းအောင်လုပ်လို့ရမယ်သို့တော့ ဘောင်ဆန်းစုကြည်ပြောခဲ့တဲ့စကားကလူကိုမကြည့်ပါနဲ့ပါတီကိုပဲကြည့်ပါပါတီကိုကြည့်ပါဆိုတာသူ့မျက်နှာကိုကြည့်ခိုင်းတာလူကိုဘာရောက်တော့မကြည့်ခိုင်းလဲဘာကြောင့်ကိုလူတွေကိုမကြည့်ခိုင်းရဲတယ်သူရွေးချယ်ထားတဲ့လူတွေကတောင်းလောင်းနေတယ်မဟုတ်ခဲ့ဘူးအပွင့်လင်းလုံးပြောရမကောင်းတဲ့လူဟုတ်ပြီမကောင်းတဲ့လူတွေကိုဘာရောက်သူရွေးချယ်ခဲ့တယ်လဲဆိုရင်သူ့ရဲ့အိမ်မက်ထဲမှာအချိန်ပေါင်းများစွာအစိုးရအဖွဲ့အစည်းတကူအဖွဲ့အစည်းခင်လို့ကအချိန်ပေါင်းများစွာ လူကောင်းမေအကြောင်း तू မစင်သားခင်တော့အနာမီမရွေးကောက်ပွဲနီးမှလက်တင်ရံစတော့ခေါ်ပြီး NLD ဆိုတဲ့ပါတီရဲ့ဆိုင်းဘုတ်အောက်သူ့ရဲ့ဂရိတ်အောက်ကိုခေါ်ထည့်ခဲ့တာ तू လက်ညှိုးညွန်ညာခေါင်းငိမ့်မဲ့လူတွေကိုခေါ်ထည့်ခဲ့လို့ဒီလူမှဒီလူရင်းစေးရင်းချင်းနေရှိပါလေဒီလူကတော့ဒီနေရာမှာဘယ်လိုဆောင်ရွက်တမှလောက်ပါလိမ့်မယ်ဒီလူကတော့ဘာတွေကောင်းပါလဲဘယ်လိုအားသာချင်းနေရှိပါလဲဆိုတာ तू မပြောနိုင်ဘူးမပြောနိုင်ရတဲ့ဘာပြောခဲ့တယ်ဆိုရင်လူကိုမကြည့်ပါနဲ့ပါတီကိုကြည့်ပါကျွန်တော်တို့တိုင်းမှာရှိတဲ့ပြည်သူတွေရဲ့နိုင်ငံရေးရေချင်ကလည်းနေနေတော့ သူ့စကားကိုနားထောင်ပြီးကိုစလေလောင်းနေကိုမကြည့်ကြလိုက်သူ့ကိုပဲကြည့်ပြီးမဲပေးခင်တော့အဲ့ဒီမှာအစွမ်းအစမရှိတဲ့ကိုစလေလောင်းနေတော်တယ်ရောက်လာတယ်အစိုးရအခွဲတွေရောက်လာတဲ့အချိန်မှာတိုင်းပြည်အတွက်မလိုအပ်တဲ့ဥပဒေတွေပြန်ကနေလိုအပ်တဲ့ဥပဒေတွေပယ်ဖြစ်နေဒီလိုအချိန်တွေမျိုးနဲ့ပဲ NLD အစိုးရငါးနှစ်ကတက်ကန်ကုန်ဆုံးသွားပြန်အဲ့ဒီတော့ဒီဗီဒီယိုဖိုင်လေးကိုညီဖို့ချိုးရမယ်ဆိုရင်ဒေါ်စားစုကြည်ပြောခဲ့တယ်လူကိုမကြည့်ပါနဲ့ ပါတီကိုပဲကြည်ပါဆိုတဲ့စကားဟာအဲ့ဒီနဲ့လူမျိုးကမှ तू ဘလောက်အားထည့်ထားတယ်မြန်မာနိုင်ငံရေးခရီးလမ်းကြောင်းအပေါ်မှာ तू ဘလောက်စိတ်ဝင်စားတယ်လဲမြန်မာနိုင်ငံသားတွေအပေါ်မှာ तू ဘလောက်အထိစိတ်ဝင်စားခဲ့တယ်လဲဒါဝန်ကြီးညွှန်းနေတာ तू လူကောင်းတွေရွေးချယ်ရမှမသိခဲ့ပါစိတ်ကူးထဲမှာအစိုးရတပ်ရဲ့အချင်းကြီးမဖွဲ့စည်းထားရတာဒါကြောင့်